ရန်ကုန်မြို့မှာအပြောက်တိုက်ခန်းတစ်ခုကိုကွန်ထရက်တာစီကဝယ်လိုက်ပါတယ်။တိုက်ကမပြီးသေးပေမဲ့သူဝယ်လိုက်တဲ့အခန်းပေါ်တက်ပြီးတော့လက်ရောက်သိမ်းလိုက်ပါတယ်။ဒီနေရာမှာမြေရှင်းကလည်းအဲ့ဒီအခန်းကိုသွတ်ဖြတ်ဝင်ရောက်ပြီးတော့ပြန်ပြီးတော့ရယူသိမ်းပိုက်လိုက်ပါတယ်။ဒါနဲ့ပတ်သက်လို့တရားရုံးကဘယ်လိုဆွန့်ဖြတ်ခဲ့တယ်လဲဆိုတာကိုဥပဒေဘုဟုတအနေနဲ့မျှဝေပေးခြင်းပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိမ်းရမှာဒီဇလန်တွေ2001မြန်မာနိုင်ငံတရားစီရင်ထုံးဒေါခင်ကြည်မြင့်ပါတုံးတဲ့ဦးစိုးလွင် တရမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုးကားတင်ပြသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှာဥဆိုးလွင်ဆိုတဲ့သူကကွန်ထရက်တာစီကတိုက်ခန်းတစ်ခုကိုဝယ်လိုက်ပါတယ်။တိုက်ကဆောက်လို့စေဖြစ်ပြီးတော့မပြီးသေးပါဘူး။ဒါပေမဲ့ဥဆိုးလွင်ကသူရမယ့်အခန့်မှာပြစ်စီတဲ့သိမ်းပြီးတော့တော်ခတ်ထားပါတယ်။ပြီးတော့အရှင်ကိုလာလောက်မကြာခဏသွားကြည့်ပါတယ်။တရက်မှာတော့မြေရှင်ဖြစ်တဲ့ဒေါခေကြည်မင်းတို့ကအဲ့ဒီခန့်ကိုသွတ်ဖြတ်ပြီးတော့ဝင်လိုက်ကြပါတယ်။ဒါနဲ့ဥဆိုးလွင်ကတိကျတဲ့တက်ခွင့်အုပ်ပြေပုံမှာကိုနဲ့တရားဆွဲလိုက်ပါတယ်။ သူ့ကိုဥပဒေလမ်းကြောင်းအရာမဟုတ်ဘဲနဲ့လက်ရှိဖြစ်နေတဲ့အခန်းကနေဖယ်ရှားလိုက်တာဖြစ်လို့အခန်းကိုလက်ရောက်ပြန်ရဖို့တရားဆွဲတာဖြစ်ပါတယ်။ဒီပုံမှန်ကိုရဲ့သဘောတရားကအယံရှင်းပါတယ်။သူကပိုင်ဆိုင်ခွင့်ကိုမစစ်ပါဘူး။သူစစ်တာကတခုပါပဲ။ခမရအဲ့ဒီပစ္စည်းကိုလက်ရှိဖြစ်နေသလားဆိုတာပါ။လက်ရှိဖြစ်နေတဲ့သူတရားကိုတရားဥပဒေရဲ့လမ်းကြောင်းအရာမဟုတ်ဘဲသူ့သဘောဆန္ဒမှာပါပဲနဲ့အတင်းအဓမ္မဖယ်ရှားလိုက်တာဟုတ်မဟုတ်ဆိုတာကိုတရားရုံးကကြည့်ပါတယ်။ဒီအမှုမှာတရားရုံးကဘယ်လိုဆုံးဖြတ်လဲဆိုတော့ ဥဆွလွင်ဟာအခန်းကိုတော့ခတ်တယ်အထဲမှာပြစ်စီရထားတယ်ကိုလာလောက်ကြအောင်အသုံးပြုခဲ့တယ်ဒါကြောင့်သူကအခန်းကိုတက်တဆိတ်တော့ခတ်တယ်ဆိုတော့အဲ့ဒီရှင်ကစပြီးတော့တော့ဖြတ်ခရရတဲ့ကိုလာလောက်အထိလက်ရှိဖြစ်နေတယ်ဆိုတာထင်ရှားနေပါတယ်အရေးကြီးဆုံးအချက်ကပုံမှန်ကိုမှဥပဒေနဲ့အညီလက်ရှိဖြစ်ရမယ်လို့ပြဋ္ဌာန်းမထားပါဘူးလက်ရှိဖြစ်နေရင်ကိုလုံလောက်ပါတယ်ဒါကြောင့်မြေရှင်ကတော့ကိုဖြတ်ပြီးတော့ဝင်လိုက်တာဟာလက်ရှိဖြစ်နေတဲ့ဥဆိုးလင်ကိုဥပဒေလမ်းကြောင်းအရာမဟုတ်ပဲဖယ်ရှားလိုက်တာဖြစ်တဲ့အတွက်ကြောင့် ဥဆိုးလွင်ဆွဲဆိုတဲ့အတိုင်းအ90ဒီဂရီရှာမှတ်လိုက်ပါတယ်။ကဲဒီဇယ်လန်ကနေကျွန်တော်တို့အပါသင်ကန်းစားတွေယူလို့ရမယ်ကြည့်အောင်ပါ။ပိုက်ဆိုင်ကွင်းနဲ့လက်ရှိဖြစ်ချင်းဆိုတာဥပဒေမှာမတူပါဘူး။ကိုကအိမ်ငှားဖြစ်နေပါစေဒါမှမဟုတ်အခုအမှုလို့ပိုက်ဆိုင်ကွင်းအငင်းပွားနေပါစေ။ကိုကလက်ရှိနေထိုင်အသွင်ပြုနေရဆိုရင်တင့်ကဘသူကမှတရားဥပဒေရဲ့အကူအညီမပါဘဲအတင်းအဓမ္မလာပြီးတော့ဖယ်ရှားခွင့်မရှိပါဘူး။တကယ်လို့ဒီလိုတော့ဖြစ်ပြီးတော့ဝင်တာအတင်းအဓမ္မမောင်းထောက်တာမျိုးခံရရင် ။သိကြတတ်တာကွင့်အဥပဒေပုံမှန်ကိုရသင်ပစ္စည်းကိုလက်ရောက်ပြင်ရဖို့တရားစွဲဆိုနိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးအတွက်ဆုံးတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။